တော့တိမ့်ပိုက်လိုက်ပြီဆိုတဲ့အကြောင်းကိုကျွန်တော်ကတအားပြောချင်တယ်ခဏခဏနားဆွင့်နေတာဒီလားကျွန်တော်ကကြည်လဲကုံအောင်ပြစ်ပြီးသွားပြီဆိုတဲ့အချိန်ကျရင်တော့လက်အုပ်မချီနဲ့အဲ့ကကျရင်တော့ share တွေပါလေတချောင်းချောချုပ်ခံရလိမ့်မယ်ပေါ့နော်တာလီစွာပါခင်ဗျာဒီနေ့ကအော်တိုဝါ15ရက်2025ခုနှစ်ဖြစ်ပါတယ် မနေ့ကသတင်းအားလုံးလည်းကြားပြီးဖြစ်မှာပေါ့နော်ဒါကျွန်တော်တို့အားလုံးဒီရက်ထဲမှာစိတ်ဝင်စားဆုံးမျှော်လင့်စောင့်စားပြီးတကယ်ကိုမျှော်လင့်တဲ့ကြီးနေပေါ့နော်အားပါတရနားဆွင့်နေတယ်နေ့ရက်ကဒါ viewer ကုန်းစခန်းကြီးအောင်ပွဲရပါပြီကျွန်တော်တို့ online တက်ဖွဲ့ဘက်ကပေါ့နော်အဲ့တော့တကယ်ကိုအားရစရာကောင်းတဲ့သတင်းဖြစ်ပါတယ်စစ်ကောင်စီကိုလုံးဝနောက်ထပ်နာလူဖြတ်ရိုက်လိုက်တဲ့ဟာပေါ့နော်အဲ့တော့ဒါလီစောပါပေါ့နော်အဲတော်လိုင်းတက်ဖွဲ့တကယ်အာရခတတော် AE နဲ့ PD တက်ဖွဲ့တကယ်ချီချူးလေးစားဂုံပြုတ်ပါတယ်ဒီလိုမျိုး ဒါအကျိုးမြတ်ကြီးကြီးရဖို့အောင်မြင်မှုအကြီးကြီးရဖို့ပေါ့နော်အားကျိုးမှန်တဲ့နဲ့ဒါဆွမ်းဆန်တမန်စူးစမ်းလှုပ်ဆောင်ခဲ့ကြတဲ့အဖွဲ့တွေပေါ့နော်ဒါဆွလို့နင်နာခံပြီးတော့လုပ်နေကြတဲ့အဖွဲ့တွေကိုတကယ်ကျေးဇူးတင်တယ်အဲ့တော့မကွေးတိုင်းရဲ့အဓိကအရေးကြီးဆုံးအတောင့်တင်းဆုံးခန်းစစ်စခန်းကြီးဆိုပြီးတော့ဒါသူတို့တွေဂုံစာကြတာရှိတယ်ပေါ့နော်အဲ့စခန်းကြီးကိုဒါ၁၄ရက်နေ့ညနေမှာတိုက်ခိုက်သိမ်းပိုက်ပြီးတယ်ဆိုပြီးတော့ဒါသိရတယ်ပေါ့နော်အဲ့တော့သိမ်းပိုက်လိုက်ပြီဆိုတဲ့အကြောင်းကိုကျွန်တော်ကတအားပြောချင်တယ်ခဏခဏနားဆွင့်နေတာသိလားခဏခဏမေးတယ်ကျွန်တော်လည်း ။ဘာဖြစ်လို့လဲဆိုတော့တကယ်ကိုအဲ့ဥစားကိုဒီကောင်တွေဘက်ကတကယ်ကုန်းစားတာ။အဲ့ခန်းစစ်စကန်းကိုသူကတကယ်မကွေးရခန်းစစ်စကန်းကြီးတစ်ခုတစ်ပွဲသူတို့အမုန်းတင်နေကြတာရှိတယ်။အဲ့လိုပုံစံမျိုးအတွက်နဲ့လဲသူတို့အင်အားတွေပေါ့နော်။နင်းကန်ပြီးတော့အလုံးရင်းဖြည့်တာ။အင်အားယာနဲ့ချီပြီးဖြည့်တာပေါ့နော်။အင်အားအရာမှဆိုရင်900နီးပါးလောက်တောင်ရှိတယ်ဆိုပြီးတော့သိရမနေမနောကြီးနော်ပြီးတော့သူတို့တွေဖင်ကောင်းကျဲတာဟောနော်ကတော့ဖင်ကောင်းကျဲတာဟောနော်အဲစစ်ကူတွေထပ်ပို့နေပြီးတော့အဲဂုတ်ကြီးနဲ့ဖိုင်တာဂုံးကိုပြန်ယူဖို့လာနေပြီးတော့အဲမင်းတို့ခဏစောင့်တော့အဲ ပါလေလင်းလင်းယုံလင်းယုံနေသိမ့်ငက်နေချိပါတော့မယ်တော့အစာကောက်တော့မယ်တော့အမျိုးမျိုးပြောတာဗျာပြီးရင်အာကတတော် A နဲ့ PDF တွေရဲ့ဒါလောင်းနေဆွဲပြီးတော့ပြန်နေရပြီလို့စကန်းနာမကတ်နိုင်ဘူးလို့အဲ့လိုတွေပါပြောတာဒီကောင်နေအောက်ကကောင်နေတေလူမျိုးမဖြစ်နေတာဒီကောင်နေကြောင့်အဲ့တက်ဘောမဆိုတဲ့ကောင်နေပေါ့နော်တက်ထောက်ခံတဲ့ကောင်နေကြောင့်မလို့အာတကုံမြောက်ပေးနေတာအောက်မှာတကယ်ကိုဖွဲ့စည်းပုံတွေပြတ်နေသလိုမှာငါအဲ့တော့အဲ့အကြောင်းပြောမယ်ပေါ့နော်အဲ့တော့ဒါအခုတော့ဒါတက်ဖွဲ့တွေကရသွားပြီပေါ့နော်ကျွန်တော်လိုပဲဒီသတင်းကိုစောင့်မျှော်နေကြတဲ့ပြည်သူတွေအများကြီးရှိလိမ့်မယ်ပေါ့နော် ကျိုးဆိုလဲအဲ့ဒီတင်းတိရချင်းမှာချက်ချင်းလာပြောတာကိုရမ်းပြပြောတော့ပြောတော့ပြောတော့ဖဲ့တော့ဆိုရကျွန်တော်လည်းစောင့်နေတာတကယ်အပါတရားကိုပြောချင်လို့ပေါ့နော်အဲ့တော့ဟုတ်တယ်ဒါနေ့ကန်ခန်းစစ်စကန်ကုန်းကြီးကိုဒါအာခတ်တတော် A နဲ့ PDF တက်ဖွဲ့တွေကအောင်မြင်စွာတင်ပိုက်နိုင်ခဲ့ပြီပေါ့နော်အဲ့တော့ထွက်ပြေးကြတဲ့သူတွေလည်းအများကြီးပဲတဲ့အခေါင်းဆောင်ဆိုတဲ့ကောင်တွေပေါ့နော်ပြီးရင်တန်သေးစစ်သားဆိုတဲ့ကောင်တွေအဲ့ကောင်တွေကထွက်ပြေးတာပုံများတယ်သူကဘာလို့လဲဆိုတော့ဒီ PDF တက်ဖွဲ့တွေဒါ A တက်ဖွဲ့တွေကိုသူတို့တွေဒါဒီစကန်ကုန်းမှာရှိနေအစဉ်အတော်တွင်းပေါ့နော်သူတို့တွေ ်လေကြောင်းတိုက်ခတ်မှုတွေဇက်တိုက်လုတ်တယ်ဒရုန်းတွေနဲ့ကျဲတယ်လက်နက်ကြီးတွေပြစ်တယ်အဲ့လိုဆိုတော့ဒီစကန်ကုန်းအခြေအနေမကောင်းတော့ဘူးဆိုတဲ့အချိန်မှာဒီကောင်တွေကမနေရဘူးနေပြင်းခံရမှာလေရှော့ခံရမှာလေအဲ့လိုမျိုးဆိုတော့မနေရဘူးဒါပေမဲ့ပါစတွေကတော့အများကြီးကြံခဲ့တယ်ဆိုပြီးတော့သိရပါတော့ထွက်ပြေးတဲ့ကောင်တွေကခုနလိုကောင်မျိုးတွေပေါ့နော်ဒါပေမဲ့ပါစတွေကတော့ကြံခဲ့တယ်ဒီပါစဆိုတဲ့ဟာကလည်းသိရတိုင်းပဲဒါစစ်ကောင်စီကမတရားပေါ့နော်ဒါဖမ်းဆီးပြီးတော့စစ်မှုထမ်းခိုင်းနေတဲ့သူတွေဖြစ်တဲ့အတွက်ဒီလူငယ်တွေကတော့ကြံခဲ့တယ်သူတို့အတွက်စိတ်မကောင်းအဲ့လိုမျိုးတွေမဖြစ်စေချင်လို့ဒါပါစတွေ အာရှောင်ကြဖို့ပေါ့နော်ပါစမဖြစ်အောင်နေကြဖို့ဆိုပြီးတော့ဒါပြည်သူတွေကရောဒလိုင်းတပ်ဖွဲ့တွေကရောဒါတောင်းဆိုခဲ့ကြတာဖြစ်တယ်ပေါ့နော်အခုဆိုကြည့်မမတ်ကန်ကန်ပြသူတို့ကြတော့ထွက်ပြေးတယ်ဒီအဖွဲ့တွေထားခဲ့အဲအဲ့လိုမျိုးကြီးလှုပ်တာပေါ့နော်အဲ့တော့ဒီခန်းစစ်စခန်းကြီးကိုတိုက်ခိုက်သိမ်းပိုက်ဖို့လှုပ်တဲ့ခါမှာပေါ့နော်ဒီရက်ထဲမှာသတင်းတွေကခက်စစ်စစ်ကြာဒါပေမဲ့အဲ့ခန်းစစ်စခန်းကုန်းကြီးရဲ့ခန်းစစ်ကဘယ်ချိန်မှာပြိုပြတ်သွားပြီလဲဆိုတော့လွန်ခဲ့တဲ့တရက်နှစ်ရက်ကနေကပြိုပြတ်သွားတာ ကန်စစ်စကန်လုံးဝဖွဲ့စည်းပုံပြတ်ထွက်သွားပါဘောနော်အဲ့ဒါကလည်းတော်လိုင်းတပ်ဖွဲ့တွေရဲ့အနီးကပ်တိုက်ခိုက်ချိန်မုန်းတဲ့ဟာတွေကြောင့်မလို့လဲပါတယ်ဗောနော်ဇက်တိုက်ဆိုလို့လို့ဇက်တိုက်ဆိုလို့သူတို့ရဲ့ဒီခန်းစစ်ဂုံးနေပင်မဂုံးနာရောက်မဲ့အဲဘလောက်မှမကွာဝေးတဲ့အဓိကစကန်ကာကင်းဂုံးနေအိုက်ဂုံးနေဇက်တိုက်ဇက်တိုက်ကြအဲ့အဖြစ်ပြက်တွေကအရန်မြန်ဆန်နေဗျအဲ့အကြောင်းတွေကျွန်တော်ပြန်ကောက်ကြမှာဗောနော်အဲ့တော့ဒါမနေ့ကညအထိကိုကျွန်တော်တို့သိရတဲ့သတင်းတွေရဆိုရင်ဒီနေ့ကန်ရေဒါဂုံးစကန်ဗောနော်ရေဒါစကန်ဂုံးမာကြီးအိုက်ဂုံးမာကြီးကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ် အဲဒီစကန်ကုန်အကုန်လုံးပေါ့နော် အကုန်လုံးကိုတိမ့်ပိုက်ဒါထိန်းချုပ်နိုင်ဖို့အတွက်ကတော့စူးစမ်းနေတော့မှရှိတယ်ဒါပေမဲ့ကျွန်တော်ပြောနေစဉ်တော့တင်မှာကိုပဲရပြီးလောက်ပြီပေါ့နော်အဲ့တော့ဒီခမောက်ကုန်းဆိုတဲ့ကာကင်းစကန်ကုန်းတစ်ခုပဲကျန်တော့တာဂုံးမကြီးရပြီဆိုမှတော့ဗျာဒီကာကင်းစကန်ကုန်းဆိုတာဘာမှမဟုတ်တော့ဘူးဗျာဒါဟိုရှိရလူပဲပေါ့နော်လော်နဲ့သာလိုက်អော်နော်အဲမိနစ်20မဟုတ်ဘူးဒီကကျန်3မိနစ်ရောင်းနေ3မိနစ်ချိန်ပေးမယ်လို့သာអော်လိုက်ပေါ့နော်လုံးဝအကုန်လုံးပြေးပြီးဒူးထောက်လောက်တယ် အဲ့တော့ဒီဂုံးပါကြီးရပြီဆိုတဲ့ကကျန်တဲ့စကန်ဂုံးကျန်တဲ့ကာကင်းဂုံးဆိုတဲ့ဟာကဘာမှကိုမဟုတ်တော့ဘူးပြီးရင်အဲ့လိုကြံနေသေးတဲ့စကန်ဂုံးဆိုတာကလည်းဘလို့ခွန်အားမျိုးနဲ့တိုက်ပါလေပြန်ပြီးတော့ဘလို့စိတ်တက်မျိုးနဲ့သူတို့ပြန်ပြီးခုခံရဲပါလေတွေးကြည့်ရောဆိုတော့ဒီကောင်ဒီနေရာကနေတွေးကြည့်တာကိုပြောပါတယ်ဗောနော်ဘာဖြစ်လို့ဆိုတော့ပင်မဂုံးကြီးအင်အားအများကြီးနဲ့တကယ်ကိုလက်နက်ခဲရန်အပြည့်စုံဗောနော်ပြီးရင်ဒါဖွဲ့စည်းပုံအပြည့်နဲ့ဒါအင်အားအပြည့်နဲ့တင်ထားပါလေဆိုတော့ဒီဂုံးကြီးတော့မှကြပါပြီဆိုနေတာဒီကာကင်းစကန်ဂုံးနေဆိုတော့ဘာမှမလို့မဟုတ်တော့ဘူး အပြင်အိုက်ကောင်နေနေနဲ့လည်းဒီဥစ္စာရောမြင်နေရသွားပြီကာကင်းစကန်ကုန်းတော်မှာလစ်ပြီးပြေးပြီးဆိုတော့ငေါက်လည်းပြေးတော့မယ်ဆိုအခုချိန်တက်ရှင်းတော့မှာပဲလူတွေ့ချင်မှတွေ့တော့မှာလော်နဲ့ light on နေကြားချင်မှကြားတော့မှာကောင်းနေအဲပြေးပြီးတော့ဒူထောင်းမဲ့ကောင်းနေအစ်စ်မျိုးတွေဖြစ်နေပြီပေါ့ဗျာအဲ့တော့အိုက်စကန်ကုန်းမှာရှိတဲ့ကောင်းနေကလည်းအခုချိန်ဆိုရင်ဒါလူစစ်တန်းစီညာညှိပြီးတော့1 1 3 1 1 3အဲငါတို့လက်နက်ချမဲ့လူဘယ်နှယောက်ရှိလဲ ဒါမျိုးတွေပါလူစစ်တန်းစီပြီးတော့လုံရင်လုံနေလောက်ပြီပေါ့နော်အခုကျွန်တော်ပြောနေစဉ်ဒေါတင်မာကိုပဲအဲဒီအဖွဲ့တွေအကုန်လုံးရပြီးလောက်ပြီလို့တော့ဒါကျွန်တော်ယူဆတယ်ပေါ့နော်အဲ့တော့လက်ရှိအခြေအနေအရစစ်ကောင်စီဘက်ကဒီကပ္ပဆာ14ဘက်ကနေပြီးတော့ဒီကုန်းတွေကိုပြန်ရဖို့အတွက်စစ်ကြောင်းတွေထိုးနေသေးတယ်ဆိုပြီးတော့လက်သိရတယ်ဒီကောင်းတွေတော့လေတော့မလျှော့ဘူးသလားအဲ့လိုမျိုးပုံစံမျိုးတော့သူတို့လုံနေတာရှိတယ်ဒါပေမဲ့လည်းအာခတ်တက်တော် A နဲ့ B တက်ဖွဲ့တွေကခုနကြံနေပါသေးတယ်ဆိုတော့ဘုံဘော်နာကဒါခမောက်တောင်ကို ထပ်ပြီးတော့ထိုးစစ်စင်တိုက်ခိုက်နေပြီဆိုတဲ့ကြောင်းလဲဒါကျွန်တော်မနေ့ကညတွေကိုသိရတယ်ဗောနော်အခုချိန်မှာရအောင်ရနေလောက်ဟာတကယ်အားရတယ်ဗျာဒီကအဲ့တော့မကွေးရဲ့အဓိကခန်းစစ်စခန်းလို့ပြောလို့ရတဲ့အတောင်တင်းဆုံးဖြစ်တဲ့ဒီနယ်ရေကန်ဒါစခန်းကုန်းဗောနော်အဲ့ဒါကို A နဲ့ B ရဲ့တပ်ဖွဲ့တွေကဇန်နဝါရီကစလို့ဗောနော်စပြီးတော့ထိုးစစ်စင်တိုက်ခိုက်ဖို့ကြိုးစားလာခဲ့တာဖြစ်တယ်အဲ့တော့ဒီအော်တိုဘာလ14ရက်နေ့ညနေမှာရလိုက်ပြီဆိုတော့ဒါအချိန်ကာလအပြည့်6လကျော်လောက်ကြာတယ်6လ6လလောက်ကြာတယ်ဗောနော်အဲ့တော့အချိန်ယူခဲ့တာအဲ့လောက်ယူခဲ့ရတယ်ဒါပေမဲ့ ကိုးလာလုံးကြီးသွားတိုက်နေတာတော့မဟုတ်ဘူးဗျ။ဘာဖြစ်လို့လဲဆိုတော့ဂျားထဲမှာငလျင်ဖြစ်လိုက်သေးတယ်။ဒါဆိုဂိုင်းငလျင်တို့မန်လေးငလျင်တို့တည်ရမှာဒီကောင်လေးနာမည်ပြောင်းခိုင်းတဲ့ငလျင်ကြီးဖြစ်လိုက်သေးတယ်။အဲ့ငလျင်ကြီးဖြစ်လိုက်တဲ့အတွက်ပေါ့နော်။ဒါညီနောင်သုံးပေါ့ဒီမဟာမိတ်ဖွဲ့တွေကပေါ့နော်။ဒီပြစ်ခတ်ရစဲတယ်ဆိုတဲ့ကာလမျိုးတွေထားခဲ့တာရှိတယ်။အဲပြီးရင်ပြစ်ခတ်ရစဲတဲ့ကာလကိုထတ်တိုးပြီးတော့လှုပ်တာမျိုးတွေရှိတယ်ပေါ့နော်။အဲအဲ့လိုပဲစစ်ကောင်စီဘက်ကလည်းဒီငလျင်ကြောင့်မလို့ငလျင်ကိုအကြောင်းပြပြီးတော့သူတို့အပြစ်ခတ်ရစဲတယ်ဆိုပြီးတော့ကြီးညာခဲ့တာရှိတယ် ဒါပေမဲ့အဲ့လိုကြင်ညာပြီးမဲ့စစ်ကောင်စီကလေလိုင်းပေါ်မှာပဲကြင်ညာတာမြေပြင်မှာကြတော့အဲ့ဒီနေရာတွေကိုငလင်အကြောင်းပြုပြီးတော့သူတို့အခွင့်အရေးယူပြီးတော့ဗောနော်ထိုးစစ်စင်တာမျိုးတွေစခန်းနေပြင်ဆင်တိဆောက်တာမျိုးတွေခန်းစစ်တွေအခိုင်အမာပြုလုပ်တာမျိုးတွေသူတို့စက်တိုက်လုပ်ခဲ့တယ်အဲ့တော့အရခတ်တက်တော်ကအဲ့ကာလအတော်အတွင်းမှာဗောနော်လုံးဝထိုးစစ်မစင်မဲနဲ့စစ်ကောင်စီကအခုလိုမျိုးမြေပြင်မှာထိုးစစ်စင်တိုက်ခိုက်ခဲ့တဲ့ဟာတွေကိုပဲ ခံစစ်ပုံစံမျိုးနဲ့တုံ့ပြန်ပြီးတော့ဒါပြန်ပြီးတိုက်ခိုက်ခဲ့တာမျိုးပဲရှိတယ်ပေါ့နော်အဲ့တော့ပြီးတာနဲ့ဒီငလင်ကြီးပြီးသွားပြီဆိုတာနဲ့အပြစ်ခတ်ရစဲကာလပြီးသွားပြီဆိုတာနဲ့အာခတ်တက်တော့အေအေနဲ့ဒါ PDF တပ်ဖွဲ့တွေကဒီလုံးဝပေါ့နော်ခံစစ်ခံစစ်ကထိုးစစ်အပြုတ်မှုရှိတဲ့ခံစစ်ကိုပေါ့နော်တကယ့်ကိုကောင်းကောင်းမွန်မွန်စစ်နီးပြီးတော့ကောင်းကောင်းနဲ့လက်တွဲညီညီဝင်နှွဲတော့တာပဲပေါ့နော်အဲ့မှာဒါအမ်းမျိုးနယ်အထီကိုထိုးဖောက်နိုင်ဖို့စစ်ကူအများပြားဆေးလုခဲ့တဲ့စစ်ကောင်စီရဲ့စစ်ကြောင်းတွေကိုလာသမျှအကုန်ဖျက်တိုက်တော့တာအဲ့မှာစပြီးတော့စစ်ကောင်စီခေါင်းကြီးရတာပဲပေါ့နော် သူတို့တွေအများကြီးပြင်ဆင်ခဲ့တယ်ပြင်ဆင်ချိန်တွေလည်းအများကြီးရခဲ့တယ်လက်သလုံးကြားတွေသူတို့လုပ်ခဲ့ကြတယ်ဆိုတာဒီငလင်းကိုအကြောင်းပြုပြီးတော့ပေါ့နော်သူတို့ငွေကြေးတွေရခဲ့တာတွေရှိတယ်စစ်ပြင်ဆင်တဲ့အချိန်တွေရခဲ့တာတွေရှိတယ်ခန်းစင်စကန်းတွေအခိုင်မာတီဆောက်ခဲ့တာတွေရှိတယ်အဲ့လိုမျိုးတီဆောက်ခဲ့ပြီးတဲ့ချိန်ကြမှာသူတို့စစ်ကြောင်းတွေထိုးတယ်ဒါပေမဲ့လည်းအပြစ်ခတ်ရဲစဲကာလပြီးသွားပြီဆိုတော့ဂျင်ညာပြီးရဲ့ဆိုတော့ အပြစ်ကက်ရဲစဲကာလာပြီးသွားပြီဆိုပြီးတော့ဒါအာဂတ်တော်အေနဲ့ပြီးတဲ့တပ်ဖွဲ့တွေတုံ့ပြန်လာတဲ့ချိန်ကြတော့စစ်ကောင်စီအလူလဲခံရတာအဲ့မှာစစ်ကောင်စီကလည်းဒီနေရာကိုသူတို့အတွက်ဒါအရေးကြီးနေရာဖြစ်တဲ့အတွက်ပေါ့နော်ဆိုတော့ဒါကကပ္ပစရီစီကိုဒါအေနဲ့ပြီးတဲ့တပ်ဖွဲ့တွေမရောက်နိုင်မှုအတွက်ဒီနိုင်ငံစကန်းကုန်းကြီးကိုပဲအခြေပြုပြီးတော့ဒါဗဟုထားပြီးတော့ပေါ့နော်သူတို့ခန့်စစ်တွေအလုံးရင်းနဲ့ပြင်ခဲ့ကြတယ်သူတို့ရဲ့ဆုံးရှုံးနေမြေတွေကိုပြန်ရဖို့အတွက်ဒီနိုင်ငံဗျူဟာကုန်းကိုပဲဗိုလ်ပြုပြီးတော့စုဖွဲ့ကြတာတွေရှိတယ်အပြင်စစ်ကြောင်းထိုးတယ်ပေါ့နော်ဒီအာဂတ်တော်အေရဲ့ဒါစစ်နီးဗျူဟာကိုတကယ်ချီးကျူးလေးစားရမှာဖြစ် တယ်။ဘာလို့လဲဆိုတော့ဒီနိုင်ငံစကန်ကုန်းကြီးကိုပိတ်ဆို့ပြီးတော့တိုက်ခိုက်ခဲ့တာဖြစ်တယ်ပေါ့နော်။အဲ့လိုပိတ်ဆို့နိုင်မှုအတွက်ရှေ့မှာသူကဒီလာသမျှစစ်ကြောင်းတွေကိုဖျက်ရတာတွေရှိတယ်။ပြီးရင်အိုက်စကန်ကုန်းအတွက်အဓိကအရေးပါတဲ့စကန်ကုန်းတွေကိုတင်ရတာတွေရှိတယ်။ဒီရက်ထဲမှာဖြစ်သွားတဲ့အဖြစ်အပျက်တွေကအယမ်းမြန်တယ်ဗျာ။အဲဆိုတာအဲ့လိုပိတ်ဆို့နိုင်မှုအတွက်ပေါ့နော်။လာသမျှစစ်ကူတွေဖျက်တော့ရသလိုပြီးရင်တင်လို့ရတဲ့စကန်တွေကုန်တင်တယ်။ပထမဆုံးဒီနိုင်ငံဗျူဟာကုန်းရဲ့အနောက်ဘက်ခြမ်းရခိုင်ရိုးမှအမ်းမြို့အနီးကစကန်နေပေါ့နော်။ ငဖဲမျိုးနဲ့အမ်ပဒန်လန်ကစခန်းနေဖြစ်တဲ့ဒါ MDD တာဝါတိုင်ကုန်းစခန်းမထုံးပြီးရင်ဒါရွာတစ်လင်းတဲစွန်တက်ကံမြင့်ကံကြက်ရည်စန်းပေးရည်စန်းအဲ့ကြေးရွာတွေကစခန်းကုန်းတွေအကုန်လုံးကိုအရင်ဆုံးပိတ်သိမ်းတာအာအရင်ဆုံးအကုန်ဖြုတ်တာဗောနော်အကုန်ကျုံးတာပြီးတာတဲ့ဒီနေရီကံပြူအကုန်းကိုအဓိကအထောက်ကူပြုနေတဲ့နေရီကံပြူအကုန်းရဲ့အရှိကဗောနော်အဲ့အရှိပက်ချမ်းမှာရှိတဲ့ဂုံကြီးစခန်းကိုကျုံးတာအဲဂုံကြီးစခန်းကိုဒါစက်တင်ဘာလ28ရက်နေ့ကစပြီးတော့သိမ်းတယ်အဲဂုံကြီးစခန်းကနေရီကံစခန်းနဲ့ဆိုရင်တည်တဲ့အချိန်မှာကျွန်တော်ရှေ့မှာပြောခဲ့သလိုတမိုင်မဲကွာ အဲ့လိုမျိုးတမိုင်မဲအကွာဝေးရှိတဲ့ဒီကုတ်ကြီးစကန်းကိုတိမ့်တဲ့အချိန်မှာတော့မှပဲနေကန်ဒီပြွာကုန်းကနေမှဘာမှမတတ်နိုင်ခဲ့ဘူးဒီတိုင်းလက်လွတ်ပေးခဲ့ရတာဘာမှမတတ်နိုင်ခဲ့ဘူးအဲပြီးတော့ကျတော့ဒါအော်တိုဘာလ9ရက်နေ့မှာအမ်ဗဒန်လန်ဟောင်းကဒါနေကန်ပြွာကုန်းရဲ့အဓိကကာကင်းစကန်းကုန်းတစ်ခုဖြစ်တဲ့ဒီဖိုက်တာကုန်းအဲဒါဟိုဒီရက်ကမှဖြစ်သွားတဲ့ဖိုက်တာကုန်းပေါ့နော်အဲ့ဒီဖိုက်တာကုန်းကိုဒါအော်တိုဘာ9ရက်နေ့မှာတက်ပြီးတော့ဒိမ့်လိုက်တယ်။အဲ့ဒီမှာဒီကောင်နေမျက်လုံးပြူလာစစ်ကောင်စီက။ဘာဖြစ်လို့လဲဆိုတော့ဒီဖိုက်တာကုန်းဆိုတာကနေကန်ဖြူဟာကုန်းရဲ့ကာကင်းစကန် အဲ့လိုကာရင်စခန်းစကုံးကြီးကိုတက်ပြီးတော့ကျုံတဲ့ချိန်မှာကိုပဲဒီပင်မကုန်းကဘာမှမတက်နိုင်ဘူးအဲ့ဒါကြီးကတော်တော်မိုက်တယ်အာအဲ့ချိန်မှာအကုန်လုံးက ဒါမျောလင်းချက်တွေဖြစ်သွားကျွန်တော်တို့ကတော့တက်ခဲ့အာဒါဆိုရင်တော့သွားပြီနေကန်အခြေအနေမကောင်းတော့ဘူးပေါ့နော်မကြခင်မှာတရင်ကောင်းကြားရတော့မယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေသိတယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီကာကင်းကုန်းကိုတိမ့်နိုင်တဲ့အပြင်ကမှဒီနေကန်ပင်မကုန်းကိုလာနိုင်တဲ့စစ်ကူလမ်းကြောင်းနှစ်ကြောင်းလုံးကိုပါဖျက်တောက်ပိတ်ဆို့ပြီးတိုက်ခိုက်တာတွေလုပ်လိုက်တာအဲ့ဒါကြောင့်မလို့ပဲအလောင်းဆွဲပြရတဲ့ဖြစ်စဉ်တွေတောက်လျှောက်ကိုဖြစ်ခဲ့တာပေါ့နော်စစ်ကောင်စီကဒီလိုမျိုးအခြေအနေဖြစ်သွားပြီဆိုတဲ့အချိန်မှာဒါသူတို့လည်းသိတယ်ဟာသွားပြီနေကန်ပြူဟာကုန်းကတော့ခြေနေမကောင်းတော့ဘူးအဲ့တော့ငါတို့တွေစစ်ကူလွှတ်ရမယ်ဒါပေမဲ့အဲ့စစ်ကူတွေကအစမရောက်တော့ဘူးဖြစ်သွားတာ ဲ့လိုမျိုးရောက်နိုင်မှုအတွက်ကိုသူတို့အင်အားတွေယာချီပြီးတောင်းတာနော်စစ်ကူတွေတောက်လျှောက်ပို့တာနော်ဟာကားအစီးရင်20တို့ဟာဆက်နှက်စီးတော့အဲ့လိုပုံစံမျိုးတွေနဲ့ပို့ခဲ့တာဒါပေမဲ့အဲ့ကားတွေအကုန်လုံးကလူနာတွေပြန်တယ်ဖို့အတွက်ပဲပြန်ဖြစ်သွားတယ်အဲ့လောက်ထိကိုပြန်ကျုံးပြတာအကုန်လုံးအာလောင်းဆွဲပြီးထွက်ပြေးရတာနဲ့လေချောင်းပြကူပေးလက်နက်ကြီးပြကူပေးပြီးတော့ပြန်ဆွဲရတာနဲ့အဲ့လိုပုံစံမျိုးကြီးကိုဖြစ်သွားအောင်ဒါတပ်ဖွဲ့တွေကလက်တွဲညီညီနဲ့ခြေတက်တိုက်ခိုက်ခဲ့ကြတာဖြစ်တယ်အဲ့တော့ဗမာထပ်ပြီးတော့တေချာသွားသလဲဆိုတော့ဒီစစ်ကူမရောက်နိုင်တော့တဲ့ဒီနေအိမ်ကံပြွာကော အဲအဲ့လိုမျိုးဘာဖြစ်လို့လဲဆိုတော့လမ်းကြောင်းတွေဖြတ်ထားလိုက်တော့ဖြတ်ထားလိုက်တဲ့ချိန်မှာစစ်ကူမရောက်နိုင်တော့မရောက်နိုင်တော့တဲ့ခါကျတော့သူတို့အတွက်အရေးကြီးတဲ့ဒီ fighter ကာကင်ကုန်းစကန်ပေါ့နော်ပြီးရင်ဂုတ်ကြီးစကန်အဲ့စကန်တမိုင်မဲဝေးတဲ့စကန်အဲ့စကန်နှစ်ခုကိုအသေးအတန်ရဖို့အတွက်သူတို့မှအရေးကြီးတယ်အရေးကြီးတော့နောက်ကစစ်ကူလည်းမလာနိုင်ဘူးမလာနိုင်တော့တဲ့ခါမှာသူတို့ရဲ့ပင်မဂုံးမှရှိတဲ့အင်အားတွေထုတ်နှုတ်ပြီးတော့စစ်ကြောင်းဖွဲ့ပြီးတော့သွားတိုက်ခိုင်းတာအဲ့စကန်နှစ်ခုကိုပြန်ယူခိုင်းတာကာကင်ကုန်းနဲ့ဂုတ်ကြီးစကန်ကိုပြန်ယူခိုင်းတာပေါ့နော်ဒါပေမဲ့လည်းအဲ့ဒီလိုပြန်ယူခိုင်းမှလည်းဆိုရစစ်ကြောင်းတွေကလမ်းမှနေထွက်ပြေးတာ ဒါကြောင့်မလို့ပဲနေကန်ဗျူဟာဂုံးကကြဖို့အတွက်တေချာသွားတာတေချာသွားတာဘာဖြစ်လို့လဲဆိုတော့စစ်တိုက်ပေးမယ်လို့မရှိတော့ဘူးလေကျွန်တော်အဲ့ဟာအဲ့ဖြစ်စဉ်ဖြစ်ပြီးတဲ့အချိန်မှာကျွန်တော်ဗီဒီယိုတစ်ခုပြောတယ်အဲ့ပြောရတဲ့အချိန်မှာအဲ့အကြောင်းအရာပါတယ်သွားပြီစစ်ကောင်စီကသွားပြီစစ်တိုက်ပေးမယ်ကောင်တော့မရှိတော့ဘူးစစ်တိုက်ပေးမယ်ကောင်မရှိတော့ဘူးဆိုရင်အဲ့ကောင်တွေနိုင်စရာအကြောင်းကိုမရှိတော့ဘူးကျဲကျလောက်အင်အားလွတ်လွတ်လို့မရတော့ဘူးဆိုပြီးတော့ကျွန်တော်ပြောသေးတယ်တကယ်လည်းမလွတ်ရတော့ဘူးလေအခုလိုမျိုးသားတွားတိုက်ခိုင်းတိုင်းမှာထွက်ပြေးနေမယ်ဆိုရင် သွားပြီသူတို့အနေနဲ့ဘလို့မှဒါဟိုဆက်ပြီးတော့တောက်ခံနိုင်ကြအကြောင်းမရှိတော့ဘူးဗျအင်အားတွေအစဒီပင်မကုန်းကနေမှာယော့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 သွားမယ်အနေထားအဲ့တော့ကျတော့ဆက်ပြီးတော့လည်းမလွတ်နိုင်တော့ဘူးမလွတ်နိုင်တော့ဘူးဆိုရင်ဒီကုန်းတွေကိုပြန်သိမ်းဖို့မဖြစ်နိုင်တော့ဘူးစစ်ကူလည်းမလာဘူးလေနောက်ဆုံးကျတော့ဒီကုန်းကြီးကပိတ်ဆို့ခံရတဲ့အနေထားကြီးဖြစ်သွားတယ်အဲ့လိုဖြစ်သွားတဲ့အတွက်ဒါစစ်ကောင်စီဘက်ကပေါ့နော်ဒီကုန်းကိုဒါလက်နက်ခဲယံပေးဖို့အတွက်တောင်မှအပေါ်ကနေပြီးတော့ဒါလီရင်နဲ့ လေဒီတုတ်တွေနဲ့ချပေးရပါတော့လေဒီတွေနဲ့ချပေးရရိတ်ခါလေးခဲရနေအဲ့လိုချပေးရတယ်အဲ့လိုချပေးလို့တော့မှပဲအာခတ်တော်အေနဲ့ပြည်သက်တက်ဖွဲ့တွေစီကိုရောက်သွားတဲ့အဲ့အထုတ်တွေရှိသေးတယ်ပေါ့နော်အဲ့လိုမျိုးချပေးတာကအော်တိုဘာ12ရက်နေ့ဖြစ်တယ်ဒီစကန်ကုန်းကြီးကိုအပိသက်သိမ်းပိုက်နိုင်ခဲ့တာကအော်တိုဘာ14ရက်နေ့ဖြစ်တယ်ဟာတကယ်အားရစရာကောင်းတယ်ပေါ့နော်အဖြစ်ပြက်တွေကအယက်မြန်ဆန်လုံးလဲနှစ်ရက်လောက်ပဲခွာပြီးတော့လောက်တိဖြစ်သွားတာတကယ်လဲအဲ့လိုမျိုးလောက်ရမှာဘာဖြစ်လို့လဲဆိုအချိန်အများကြီးပေးလို့မရအချိန်အများကြီးပေးတာနဲ့အနောက်ကနေပြီးနီးလန်းနေရှာပြီးသူတို့တေချာပေါက်တိုးมาပဲတိုးมาပဲ ီစကန်ကုန်းနဲ့ပြန်ပြီးတော့ဆက်ရဖို့အတွက်ဒီစကန်ကုန်းမကျဖို့အတွက်ကိုသူတို့နှီးမျိုးစုံနဲ့လုံးပါပဲဒါပေမဲ့တပ်ဖွဲ့တွေကလုံးဝအချိန်မပေးတော့ဘဲနဲ့ပေါ့နော်ရလောက်အချိန်ယူပြီးတော့တက်ကြုံလိုက်တာအဲ့တော့ကျွန်တော်နှစ်ရက်ပဲกว่าအဲ့လိုမျိုးကြီးဖြစ်သွားတာအဲ့ဒီမှာနေမယ်စေကောင်စီရဲ့အရေးကြီးလာပါကြီးရဲ့ဆိုတဲ့ဒီမကွေးရဲ့ခန်းစစ်စကန်ကြီးပါဆိုတဲ့စကန်ကြီးကြွားရောအားရစရာကောင်းတယ်ပေါ့နော်အဲ့တော့အဲ့စကန်ကုန်းမကျဖို့ရေးကိုတမကိုကိုတမမူကိုအနီးကကိုကဲခိုင်းနေဒီလိုမျိုးကိုကဲခိုင်းနေဆိုပေမဲ့ဒါဒီတမမူရဲ့အနေထားလည်းဘလို့ဖြစ်နေလဲဆိုတော့ ူ့မှာနေ့စဉ်နဲ့အမျှအာခတ်တော်အေနဲ့ဘီဒီတက်ဖွဲ့ဒီစကန်ကုန်းကိုဝင်မတိုက်ပါစေနဲ့ဆိုပြီးတော့ပဲစူတောင်းနေရတဲ့အဖြစ်သူ့ဘာမှမတက်နိုင်တော့ဘူးလေဒီကဝင်တိုက်တာနဲ့ကြတော့မယ်ဆိုတော့ဟာသူလည်းသိတယ်ဘာလို့လဲဆိုတော့ဘာမှကိုလုံးလုံးမရတော့သူတို့မှနီလန်းအကုံသုံးပြီးသွားပြီအဲ့အချိန်မှာအဲ့လိုမျိုးသုံးပြီးတဲ့အချိန်ထိကိုတက်ဖွဲ့တွေရဲ့ထိုးစစ်အချိန်ကမကြောက်အဲ့လိုမကြတဲ့အတွက်ဒါစစ်ကောင်စီဘာပဲလုံးလုံးမရတော့တဲ့အနေထားကြုံလဲရတာ အဲ့တော့ဒီတက်မမှုလေအခုဆိုရင်ဒါပြုတ်စော်နိုင်နေလောက်ပြီပေါ့နော်လေကြောင်းလက်နဲ့ကြီး drone အကုန်သုံးတာပဲဒါပေမဲ့လည်းအခုလိုမျိုးလက်လွတ်ပေးလိုက်ရတာဖြစ်တဲ့အတွက်ဒီကောင်ဝိုင်းပြီးတော့ကြိတ်တော့မှကြည်နေပြီအဲအဲ့လိုအနေအထားဖြစ်သွားပြီဒီနေရာမှာတခုတတိထားမိတာရှိတယ်အဲ့ဒါပါလဲဆိုတော့ဒါစစ်ကောင်စီဘက်ကပေါ့နော်အာခတ်တက်တော် A နဲ့ PDF တွေရဲ့အတန်ကိုကြားတာနဲ့ကြောက်လန့်တကြား တေးတောင်ထွက်ကြတာမပြောတဲ့ဟိုကြောက်လန့်တကြမ်းအရက်နှိမ်မိသွားတာမသိဘူးကြောက်လန့်တကြမ်းနဲ့ထွက်ပြေးတာတွေရှိတယ်ဗျာအဲအဲ့ဒါကျွန်တော်သတိထားမိတယ်ဘာလို့လဲဆိုတော့ဒီ fighter gun fighter gun ဆိုရင်တို့လက်နက်ကြီးလက်နက်ငယ်အကုန်ထားပြီးတော့အင်အား100ကျော်လောက်ကဆင်ပြေးတာလာတိုက်ခံတဲ့အဆင့်ထိကိုမဆောင်ဘူးခံပစ်တဲ့အဆင့်ထိကိုမဆောင်တော့ဘဲနဲ့အင်အား100ကျော်ကြီးကဆင်ပြေးတာပေါ့နော်အပြီးတော့ခုနကဒါဂုံကြီးစကန်နဲ့ဒီခုနက fighter ကာကင်းကုန်းကိုရဖို့အတွက်ကိုလွှတ်လိုက်တဲ့စစ်ကြောင်းတွေအဲ့စစ်ကြောင်းတွေကလည်းအာခတ်တက်တော် AE နဲ့ PDF တက်ဖွဲ့တွေစီကိုသွားတိုက်ရမှာမှန်သိတာနဲ့ချက်ချင်းလမ်းမှာနေထွက်ပြေးတာ အာအဲ့ဟာကတကယ်အားရရကောင်းတယ်ပေါ့နော်အဲ့တော့ကျတော့ကျွန်တော်ဒါတလင်းတက်ဖွဲ့တွေကိုအကြံပေးချင်တာရှိတယ်နောက်ဆိုရင် စစ်ကောင်စီရဲ့စကန်ကုန်းတွေကိုတိမ့်တာပဲဖြစ်ဖြစ်စစ်ကောင်စီကိုတိုက်တာပဲဖြစ်ဖြစ်ဗဇက်ကနေအော်ပါပေါ့နော် အဲ့ငါတို့အာရကတက်တော့ A နဲ့ feedback တွေလာပြီကွာဆိုကြတာ။အော်ဘောနော်။အဲ့ဆိုတော်တော်တက်တာမှာတကယ်။အဲ့ကောင်နေအဲ့အတန်ကြားလာနေပြေးကိုပြေးမဲ့အနေဒါမျိုးတွေဖြစ်နေပါဘောနော်။အဲ့တော့အဲ့ဟာကြီးကတော်တော်လေးအားရစရာကောင်းတယ်။ဒါထူးခြားချက်တစ်ခုတွေ့ရတယ်ဘောနော်။အဲ့တော့ဒီရက်ထဲမှာဒါ video file တွေတက်တာတွေရှိတယ်။အဲ့ဒါဗာလဲဆိုတော့ဒီစကန်ကုန်းကိုအနီးကပ်ကြီးဆုံးဆွဲပြီးတော့ရိုက်ထားတဲ့ video file ရှိတယ်။အာအဲ့မှာဒီကောင်နေ drone နေနဲ့ပြန်နေတာတွေအဲသူတို့ဗာသူလက်ညိုးတွေထိုးခိုးထိုးဒီထိုးနေမင်းဆရာလားငါဆရာလားလုံနေတဲ့ဟာတွေ ဲ့ဟိုင်နဲ့ပတ်သက်လို့ဗီဒီယိုဖိုင်တွေပြန်လာတွေ့လိုက်မယ်အဲ့ဗီဒီယိုဖိုင်တွေကိုတင်တဲ့ခါကျတော့ဒီတက်ထောက်ခံတဲ့သူတွေဘုံမတွေလော်ဘီတွေကဘာပြောလဲဆိုတော့သူကအနားတော်မှာကတ်လို့မရဘူးပေါ့နော်အဝေးကနေလှမ်းပြီးတော့ဗီဒီယိုရိုက်နေရတယ်ဆိုပြီးတော့ပြောတာရှိတယ်ဗျာပြီးတော့ကျတော့စစ်တပ်ကအခုချိန်ထိအသာစီးရယူထားသေးပဲလို့အဲ့ပြီးတော့ကျတော့ အဲသူတို့တွေအခုထိအရေးတာနေတော့မဲတို့ပြီးရင်ဂုံးချိန်နားတော့မကတ်နိုင်လို့ပေါ့နော်ပြီးရင်ကတ်လာတာနဲ့သူတို့အဖွဲ့တွေကစော်ထုတ်လိုက်လို့မဲအာခတ်တတော် A နဲ့ PDF တက်ဖွဲ့တွေတက်တော့လဲသေးတာတို့အလောင်းဆွဲပြီးတော့ပြေးနေရတာတို့ဒါမျိုးပုံစံမျိုးတွေပြောတာရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီရက်လက်ကြီးထွက်လာပြီဆိုတဲ့အချိန်မှာဒါကျွန်တော်တို့ကတော့မြေပြင်ကနေပဲသိရှိရတဲ့ဟာတွေနဲ့ပြန်ပြီးတော့တင်ပြတာပေါ့နော်အဲ့တော့ တရားဝင်ဒါအခက်တက်တော့ A ကထုတ်ပြန်လာပါလိမ့်မယ်ထုတ်လဲထုတ်ပြန်စီခြင်းတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီမှာ V သေးလို့ဖြစ်မယ်အဲ့တော့မင်းတို့တွေခဏဆောင်ခဏဆောင်မင်းတို့ရကောကကောင်းနေအဲ့ခါကျမှမင်းတို့မျက်လုံးမပြူးနေပေါ့နော်ဒါကငါတို့လိန်နေညာနေတာမဟုတ်ဘူးဆိုတဲ့ဟာကိုအခက်တက်တော့ A ကဒါတေချာပေါက်ထုတ်ပြန်တဲ့ခါကျရင်မင်းတို့သိရလိမ့်မှာပေါ့နော်အဲ့တော့ငါတို့ကလည်းထုတ်ပြန်ဖို့ပဲဆူတောင်းတယ်အဲ့ခါကျရင်မင်းတို့ဒါလုံးဝပြောစရာစကားမရှိစရာဘူးလိုင်းပေါ်မှာကိုမင်းတို့ဖင်ကောင်းမကျဲရဲစရာဘူးတကယ်ကတော့အဲ့တော့ဒါဒီဂုံးကြီးကိုရသွားပြီဆိုတဲ့အချိန်မှာဘာတွေဆက်ဖြစ်မလဲပေါ့နော်ဆိုလိုတာက စစ်ကောင်စီအတွက်ဘာတွေထပ်ပြီးတော့ဆုံးရှုံးရတာတွေရှိလားမလဲဘယ်နေရာတွေထပ်ပြီးတော့ချိန်ချောက်ခံရမလဲဒါကတော့အားလုံးစိတ်ဝင်စားတယ်ကျွန်တော်လည်းစိတ်ဝင်စားတယ်ဘာဖြစ်လို့လဲဆိုတော့ဒီနေရာဒီချိန်ထိရောက်အောင်ဖန်တီးလာနိုင်တာကဒီနေရာမှာလည်းရက်တန့်ဝင်မဟုတ်ဘူးဆက်ပြီးသွားမှာဆက်ပြီးသွားမယ်ဆိုရင်စစ်ကောင်စီရဲ့ဘယ်တက်တွေနဲ့တွေ့မလဲစစ်ကောင်စီဘာတွေပြင်ဆင်ထားသလဲအဲဥစ္စာကိုလည်းကျွန်တော်တီးတလောက်ဟာလေးနဲ့ပြောသွားမယ်ပေါ့နော်အခုဆိုရင်ဒါစစ်ကောင်စီကနေရကံပြူဟာကုန်းလက်လွတ်ရတော့မှသူကတိလို့ဖြစ်မယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့သူတို့အခြေအနေမကောင်းဘူးဒီရက်ထဲမှာဖြစ်နေတဲ့ဟာတွေကို ကျွန်တော်တို့ပြည်သူတွေကျွန်တော်တို့တွေကသာပေါ့နော်စစ်ရေးတည်င်းနေဖြစ်တဲ့အတွက်အတိအကျမသိဘူးဆိုပေမဲ့စစ်ကောင်စီဘက်ကတော့တို့ကသိတယ်လေတောက်လျှောက်ဆက်နေအဆက်တွေအာချင်းဒီမကောင်းတော့ဘူးအာပြေးတော့မယ်ပြေးတဲ့ကောင်တွေဘယ်လောက်များနေပြီအဲ့လိုမျိုးပုံစံမျိုးနဲ့တို့ကတော့သိမှာပဲသိမှာဖြစ်တဲ့အတွက်တို့ကလည်းလက်လွတ်ရတော့မယ်ဆိုတဲ့ဟာကိုတို့ယူဆပြီးတော့ပေါ့နော်အဲသူကခံစစ်ပြင်ထားတယ်အဲ့ဒါပါလဲဆိုတော့ဂုံကြီးကျေးရွာနယ်၄မိုင်ကွာမှာရှိတဲ့ Amberdan လမ်းစုံကဒါပြင်းဝစစ်စေးရိတ်အဲ့ဒီစစ်စေးရိတ်ကိုတို့ခံစစ်အခိုင်အမာတိဆောက်နေတယ်ဆိုတဲ့ဟာကိုသိရတယ် ပြီးတော့အဲ့နေရာကိုလည်းစစ်ကောင်စီရဲ့စစ်ရင်အားအများပြားကိုပို့ဆောင်နေတယ်ဆိုတဲ့ပုံစံမျိုးလည်းသိရတယ်ပေါ့နော်။အရင်ကလည်းဒီနယ်ရေကန်ဗျူဟာကုန်းကိုစစ်ကူသွားဖို့အတွက်ကိုအင်အားတွေစေလွတ်တဲ့ခါမှာဒီပြင်းဝစစ်စေးရေးကိန်းမှာစုပွက်ပြီးတော့စေလွတ်တာမျိုးတွေသူတို့လုပ်ခဲ့ကြတယ်ပေါ့နော်။အဲအဓိကတော့ဒီကပ္ပဆ၁၄နေရာကိုမရောက်အောင်ထပ်ပြီးတော့ခုခံမဲ့နောက်ထပ်ခံစစ်မြင်းတစ်ခုသူတို့ ပြင်ဆင်နေတယ်ဆိုတဲ့ပုံစံမျိုးတော့ဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့ဒီပြင်းဝဆစ်ဆေးကိန်းနဲ့ကပ္ပစ14က6မိုင်ပဲဝေးတယ်အဲပြီးရင်အာခတ်တက်တော့ A နဲ့ PDF တွေတိမ့်ပိုက်ထားတဲ့ဒီ fighter ဂုံးနဲ့ဆိုရင်ဘယ်တော့မှမဝေးဘူးအဲဒါကြတော့အဲ့နေရာမှာလည်းထပ်ပြီးတော့ပွဲကြီးပွဲကောင်းနေမြင်တွေ့ရဖို့ရှိပါလေအာခတ်တက်တော့ A နဲ့ PDF အဖွဲ့တွေကလည်းအဲ့နားမှာနေရက်နေမှာမဟုတ်ဘူးတည်ကြတယ်ဆက်သွားမှာနေပြီးတော့ထိတက်ကြိတ်နိုင်ကြိတ်မှာကြိတ်ကိုလည်းကြိတ်စေချင်တာပေါ့နော်အဲ့တော့နေရကန် viewer စကန်ဂုံးကိုတိမ့်ပိုက်နိုင်ခဲ့တဲ့ဟာကစစ်ကောင်စီရဲ့စစ်ရေးဆွမ်းဆောင်ရေးကို ဒါသူ့ရဲ့စေရေးစွမ်းဆောင်ရည်အမှန်ကိုဖော်ထုတ်လိုက်တာဖြစ်တယ်ဗောနော်သူတို့မှာဘာမှတိုက်ခိုက်ရေးစွမ်းရည်မရှိတော့ဘူးဆိုတဲ့ဟာကိုဖော်ထုတ်လိုက်တာဖြစ်တယ်ဘာလို့လဲဆိုတော့သူတို့အချိန်တွေအများကြီးရတယ်ရတဲ့အချိန်တိုင်းမှာလည်းသူတို့ပြင်ဆင်ခဲ့တယ်ရှိသမျှအင်အားတွေအကုန်လုံးကိုလည်းပို့ခဲ့တယ်ပြီးရင်ပါစဗောနော် ပါစလို့အင်အားမျိုးတွေကဆိုတော့အများကြီးတုံးခဲ့တယ်။လေချောင်းပြစ်ကူပြင်းပြင်းထန်ထန်ကိုကျဲတာတော့တရက်သေးကိုဒါဝိုင်တွဲ12ကြိမ်လောက်လာကျဲတဲ့ဆိုရဲအာနဲမှမနေပါဘူးနော်။ဒါဝိုင်တွဲကတစ်ခါကျဲပြီဆိုရင်အနည်းဆုံး20 30အဲ့လိုကျဲတာ။အဲ့လိုဟာမျိုး12ကြိမ်လောက်ကျဲတယ်ဆိုတော့ပြောမနေနဲ့ဒါကြံတဲ့ fighter တွေဘာတွေမပါသေးဘူး။ပြီးရင် drone တွေဘာတွေမပါသေးဘူး။အဲ့လောက်ထိသူတို့နီးမျိုးစုံလောက်ခဲ့တယ်ဆိုပေမဲ့လည်းအခုအိုက်စကန်ကြီးကြောက်သွားတယ်။အိုက်စကန်ကြောက်သွားတော့အိုက်စကန်ကိုသူတို့မကြောက်အောင်လုပ်တဲ့နီးလန်းတွေကအကုန်ဝါးပြီ။ ဲ့ကုံသွားတာတောင်မှပဲဒီတော်လိုင်းတက်ဖွဲ့တွေရဲ့ထိုးစစ်ကိုသူတို့မဟန့်တားနိုင်ခဲ့ဘူးအဲ့နောက်ဆုံးသူတို့နောက်ထပ်ခံစစ်ခံစစ်ထပ်ပြင်းနေကြည့်ရတယ်သူရဲ့ပုံစံဆုတ်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 တဖြည်းဖြည်းဆုတ်ဆုတ်ဆုတ်ပြီးတော့ဒါနေပြီးတော့ထိသွားမဲ့ပုံစံမျိုးဖြစ်နေတာပေါ့နော်အဲ့ဒါလည်းကောင်းပါလေပေါ့နော်အဲ့တော့ဒီနေကံပြွာကုန်းစကန်ကြီးကိုရလိုက်တဲ့ဟာကဒါမကွေးနဲ့ချင်းတောင်ပိုင်းကိုဆက်လို့ရမယ့်အနေထားလည်းဖြစ်သွားတယ်ပြီးရင်နေပြီးတော့အတွက်ပါနောက်ကျောမလုံတဲ့အနေထားတွေဖြစ်သွားပြီပေါ့နော်ဒီနေရာတွေကတကယ်ကိုအရေးကြီးအရေးပါတဲ့နေရာဖြစ်တဲ့အတွက်စစ်ကောင်စီကလည်းပြင်းထန်ပြင်ခဲ့တာ ဒါပေမဲ့အဲ့နေရာတွေကိုတလိုင်းတက်ဖွဲ့တွေရသွားပြီဆိုတဲ့အချိန်မှာစစ်ကောင်စီခုနနောက်ကျောမလုံစရာအဖြစ်တွေကအများကြီးကြုံရတော့မှာနော်။အဲပြီးတော့ကြတော့ဒါကာဘာဆာတွေအများဆုံးရှိတဲ့မကွေးအဲ့တီးတဲ့အတိုင်းပဲဒီမကွေးထဲမှာကာဘာဆာ15ခုရှိတယ်။အဲ့ကာဘာဆာ15ခုသောကာဘာဆာတွေကအခုဆိုရင်ခေါင်းချင်းနေရပြီပေါ့နော်။ပြီးရင်ဒါဗဒန်းမှာပေါ့နော်။အမှတ်905လိုမျိုးဒါအမြောက်စစ်စင်ကိုကဲမှုဌာနချုပ်ရှိတယ်။ပြီးရင်ဒါအာမဒ305ပြီးရင်409အဲ့လိုမျိုးအမြောက်တက်တွေလည်းရှိတယ်။ အဲ့အမြောက်တက်တွေလည်းကောင်းချင်းနေလောက်ပဲ။ဘာဖြစ်လို့လဲဆိုတော့ဒီကောင်တွေကနေပြီးတော့အဓိကဖြစ်ကူပေးခဲ့တဲ့နေရာတွေဖြစ်တယ်။အဲ့တော့ချို့နေရာတွေချို့ပတ်ဝန်းကျင်တွေမှာထပ်ပြီးတော့တိုက်ပွဲတွေခက်ဆိတ်ဆိတ်ထပ်တွေ့လာရဖို့ရှိတယ်။ရှေ့ပိုင်းကာလတွေမှာလည်းအဲ့လိုပုံစံမျိုးနဲ့ဒါရှေ့ကိုတိုးတိုးပြီးတော့ဒါဒီလိုမျိုးပြစ်ကူပေးတဲ့နေရာတွေကိုဝိုင်းဖက်ပိတ်ဆို့နေရာမျိုးတွေလည်းရှိလာဆိုတော့ ဒီဒီတက်တွေလည်းလုံးဝအခြေအနေကောင်းဆိုင်စရာမရှိတော့ဘူးပေါ့နော်အဲ့တော့ဒစဒစနဲ့အရှိန်မြင့်လာတဲ့ဒါအာရခတက်တော် A နဲ့ပြည်သက်တက်ဖွဲ့တွေရဲ့ထိုးစစ်ကိုစစ်ကောင်စီဘလို့မှမခံနိုင်တော့တဲ့အနေအထားတွေတွေ့နေရတယ်တကယ်တိုက်ရင်ဘာဖြစ်မလဲအမ်တကယ်ရတယ်တကယ်တိုက်ရင်တကယ်ရတယ်ဆိုတဲ့အကြောင်းကိုအခုအာရခတက်တော် A နဲ့လက်တွဲပြီးတော့တိုက်နေတဲ့ပြည်သက်တက်ဖွဲ့တွေကတကယ်ကိုတက်တည်ပြနေပြီဖြစ်ပါတယ်ဒါစေနာနဲ့ပြောတာပေါ့နော်ဒါဟိုဘက်မှာရှိတဲ့အဖွဲ့တွေစေနာနဲ့ပြောတာစစ်ကောင်စီဘက်ကကောင်းနေပေါ့နော်လက်နက်ချပါအညံ့ခံပါအလံပြူထောင်ပါ အဲကိုယ့်ရဲ့ဒါလောင်းငယ်သားတွေကိုဒါကိုယ့်ရဲ့ဒီအထက်ရာရှိကဘယ်လိုသဘောထားတယ်ဆိုတဲ့ဟာကိုလေဒီဖြစ်စဉ်တွေကနေပြီးတော့ဒါတွေ့နေမြင်နေရပြီဖြစ်တယ်ဗောနော်အချို့ဆိုရင်ဒါထားခဲ့ခံရတယ်ဟာရှိတဲ့အချိန်တုန်းကတော့အသေးလေးခိုင်းတယ်အာတခုခုအသက်အနေလဲကြုံရောဒီအဖွဲတွေကိုပြစ်ထားခဲ့ပြီးတော့သူတို့ကတော့ကိုလို့ယုံသွားပြီဖြစ်တယ်ဗောနော်အဲ့တော့ကိုယ့်ရဲ့မိသားစုကိုပြန်ကြည့်ပါ ိုသာအသက်ဆုံးရှုံးသွားတယ်မတန်ဘူးပြောချင်တာအာနာရှင်အတွက်အသက်ပေးလိုက်ရတယ်ဆိုတဲ့ဟာမျိုးတွေမဖြစ်စေချင်တာပေါ့နော်ဒါကိုချင်းစာလို့ပြောရနော်ဒါတနာလို့ပြောပြတာအဲကြတော့အဲ့လိုမျိုးအခွင့်အရေးကိုအမိရယူပါဘလို့ယူသင့်တယ်လဲဆိုတော့တိုက်ပွဲမဖြစ်ခင်ဒီနေရာတွေကိုတိုက်ပွဲတွေကရောက်လာမှာအဲကတက်တော့အိမ်နဲ့ပြီးတဲ့တွေကရက်နေမှာမဟုတ်ဘူးအဲ့လိုနေရာတွေကိုရောက်လာတဲ့ခါကျရင်ငါတို့လုံနိုင်ပါမလားဆိုတဲ့ဟာကိုအရင်တွေးမလုံနိုင်ဘူးဆိုတဲ့ဟာကျရင်အရင်ဆုံးချိန်ဆက်ပါတနက်တစ်ချက်မဖောက်ခင်ပေါ့နော်တိုက်ပွဲတွေမဆခင်မှာ အရင်ဆုံးချိတ်ဆက်ပါအလင်းဝင်ဖို့အတွက်လှုပ်ပါလက်နက်ချဖို့အတွက်လှုပ်ပါဒါဆိုရင်မိသားစုအသက်ရှင်တန်ခွင့်ရမယ်ပေါ့နော်အဲ့လိုမှမဟုတ်ဘူးလောကကြည်လဲကုံအောင်ပြစ်ပြီးသွားပြီဆိုတဲ့အချိန်ကျရင်တော့လက်အုပ်မချီနဲ့အဲ့ကကျရင်တော့ရှဲတွေပါလေတချောင်းကျော်ချုပ်ခံရလိမ့်မယ်ပေါ့နော်အဲ့ဒါတော့မတတ်နိုင်ဘူးဒါတော့မှတသက်ညံ့ညာပေါ့နော်အဲ့ကြအဲ့လိုမဖြစ်စေချင်လို့အခုလိုမျိုးပြောနေတာဖြစ်ပါတယ်အဓိကတော့ကျွန်တော်စီကိုလက်ဆက်သွဲလို့ရပါတယ်ကျွန်တော်တပ်ဖွဲ့ရင်းနဲ့ချိတ်ဆက်ပေးပါမယ်အဲ့လိုပုံစံမျိုးတွေနဲ့ပဲဒါအကောင်းဆုံးရွေးချယ်နိုင်ဖို့အတွက်အကြံပေးခြင်းနဲ့ပြီးတော့ပါစရီစဉ်းစားစေခြင်းနဲ့ပေါ့နော် ဘာသာရေးဆိုတာကလည်းဒီစစ်ကောင်စီအတွက်လုံးဝအသက်ပေးမယ်ဆိုပြီးတော့ဝင်သွားတဲ့အဖွဲ့တွေမဟုတ်ဘူး။အဲ့လိုတည်တဲ့အတွက်အခုလိုမျိုးခွင့်ရည်တွေပြောပြနေတာဖြစ်တယ်ပေါ့နော်။အခုဆိုရင်ဒါကြည့်ဘာသာရေးကိုတည်လန်းဝင်ကြတော့ရှေ့ဆုံးကပို့တယ်။ ာသူတို့ထိခိုက်နေတာတော့မယ်သေတော့မယ်ဆိုတဲ့ချိန်ကျတော့ထားခဲ့ခံရတယ်အဲ့တော့ကိုယ့်ရဲ့မိဘတွေကလည်းပေါ့နော်ကိုယ့်ရဲ့သားသမီးတွေကိုဒီလိုမျိုးလမ်းကိုမရောက်စေချင်လို့ဒါအခုလိုမျိုးတွေပြောပြနေချင်းဖြစ်တယ်ရှောင်ကြပါရှားကြပါဖြစ်သွားပြီဆိုတဲ့ခါကျရင်လည်းဒါလောကအခွင့်အရေးရတဲ့အချိန်မှာအမိရဆုပ်ကိုင်ပါလို့ဒါပြောချင်တယ်ပေါ့နော်အဲ့တော့နေရီကန်အောင်ပွဲကစစ်ကောင်စီရဲ့ဝင်းဟင်းထောက်လန်းမှုကိုပါဖြုတ်ချလိုက်နိုင်တယ်လို့အဲစစ်စင်ရေးတွေပေါ့နော်တကြော့ပြန်ပြီးတော့အရေးတာလာနေပြီဆိုတော့စစ်ကောင်စီရဲ့ ဝါရဖြန့်မှုတွေကလည်းနေရီကန်စကန်ကြာဆုံးမှုနဲ့အတူတူအငွေ့ပြန်သွားပြီလို့ဒီနေ့ကနေပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်